အမေရိကန်တမလဒေါ်နယ်ထရန့်ရဲ့အတွင်းစီကလူတွေအသုံးပြုတဲ့အီးမေးလ်တွေကိုပုံမခိုးယူပြီးလူသိချင်ကြားထုတ်ပြန်မယ်လို့အီရန်နဲ့ဆက်နွယ်တဲ့ဟက်ကာတွေကချိန်ချောက်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။2024ခုနှစ်ရွေးကောက်ပွဲမတိုင်မီထရန့်ရဲ့လက်တော့တွေရဲ့အီးမေးလ်တွေကိုမီဒီယာတွေထံဖြန့်ဝေခဲ့ပြီးနောက်အဲဒီကဲ့သို့ချိန်ချောက်ခဲ့တာဖြစ်ပါတယ်။ဒေါ်လာ28ရက်နဲ့30ရက်တွေမှာရိုက်တာသတင်းဌာနနဲ့အွန်လိုင်းကဆက်သွယ်ခဲ့တဲ့ Robert Amici ဟက်ကာအုပ်စုကသူတို့မှာအင်ဗျူရာဝန်ထမ်းချုပ်စူစီဝိုင်းလေထရန့်ရဲ့ရှေ့နေလင်းစေးဟော်လီဂန်ထရန့်ရဲ့အကြံပေးပုဂ္ဂိုလ် Roger Stone နဲ့ ထွက်ရရန်ပတ်လိန်ဖြော်ပြေးတရုတ်ဆောင် Stormy Dinier တို့ရဲ့ email account တွေမှာ email ပေါင်း100 GB ခန့် ရရှိထားတယ်လို့ပြောကြားခဲ့ပါတယ်။ Robert အဖွဲ့ကဒီ email တွေကိုရောင်းချဖွယ်ရှိပြီးသူတို့ရဲ့အစီအစဉ်အသေးစိတ်ကိုထုတ်ပြန်ခဲ့တာမရှိသေးပါဘူး။ဒါ့ပြင်ဒီ email တွေဟာဘလို့အကြောင်းအရာတွေဖြစ်တယ်ဆိုတာကိုလည်းထုတ်ဖော်ပြောဆိုခဲ့တာမရှိပါဘူး။ American စိုးရချင်းနေချုပ်ပန်ဘွန်ဒီကဒီတိုက်ခိုက်မှုကကြီးမားတဲ့ cyber တိုက်ခိုက်မှုဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။မျိုးသားလုံးကျော်ရေးကိုချိုးဖောက်တဲ့ဘသူကုံမဆိုအပြေးအဝစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီးတရားဥပဒေအရစီရင်သွားမှာဖြစ်ပါတယ်လို့အင်ဖြူတော်နဲ့ FBI တို့က RBI ညွှန်ကြားရေးမှူး Cash Bender ရဲ့ထုတ်ပြန်ချက်ကိုဖော်ပြခဲ့ပါတယ်။ဒီစိုက်ဘာတိုက်ခိုက်မှုဟာ Digital Wallet ပြတ်မှုထက်မပိုပဲပြည်မှတ်များဟာလည်းတိုက်ဆိုင်မှုမဟုတ်သလိုတမရဒေါ်နယ်ထရန့်ကိုထိခိုက်နှက်နာစေဖို့နဲ့မိမိတို့နိုင်ငံအတွက်တာဝန်ထမ်းဆောင်ပေးနေတဲ့ပြည်သူဝန်ထမ်းတွေကိုတိုက်ခတ်ချဖို့စနစ်တကျလှုံ့ဆော်တဲ့စိုက်ဘာတိုက်ခိုက်မှုဖြစ်တယ်လို့စိုက်ဘာကာကွယ်ရေးအေဂျင်စီ CISA က Ace လူမှု Media မှာရေးသားဖော်ပြခဲ့ပါတယ်။ Polygon Stone နဲ့ Daniel ရဲ့ကိုယ်စားလှယ်တို့ကတော့ Rider သတင်းဌာနရဲ့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို တုံ့ပြန်ခဲ့တာမရှိသေးပါဘူး။ကုလသမဂ္ဂဆိုင်ရာအီရန်ထူးတာဝန်အဖွဲ့ကလည်းမှတ်ချက်တောင်းခံတဲ့ message ကိုတုံ့ပြန်ခဲ့တာမရှိသေးပါဘူး။အတိတ်ကာလမှာတော့အီရန်ဟာစိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်တာမရှိဘူးလို့ညှင်းဆိုခဲ့ပါတယ်။ Robert အဖွဲ့ဟာ2024ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီမဲဆယ်စည်းရုံးရေးကာလရဲ့နောက်ဆုံးလတွေမှာပေါ်ပေါက်လာတဲ့ hacker အဖွဲ့ဖြစ်ပြီး Trump ရဲ့မဟာမိတ်တွေရဲ့ email အကောင့်တွေကို hack ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။